င်္ဂလာပါရှင်မန္တလေးခေတ်ကနေနောက်ဆုံးရသတင်းများကိုတင်ဆက်ပေးပါမယ်ဒေါ်ဆန်းစုကြည်လွတ်မြောက်ရေးဒီတိန်ဝင်ကြီးချုပ်ကိုယ်တိုင်ပါဝင်ဖို့တောင်းဆိုမှုတွေရှိလာတဲ့အကြောင်းတင်ဆက်ပေးပါမယ်အာနာဒိစကောင်စီရဲ့မတရားဖန်ဆီးအကျဉ်းချမှုကိုခံထားရနိုင်ငံတော်တိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်ဆန်းစုကြည်နဲ့ပတ်သက်ပြီးဒီတိန်ဝင်ကြီးချုပ်ကိုယ်တိုင်ပါဝင်ဖြေရှင်းပေးဖို့တောင်းဆိုမှုတွေရှိလာပါတယ်2021ခုနှစ်ဖေဖော်ဝါရီလတရက်မှာစတန်ရဲ့မတရားအာဏာသိမ်းထုတ်ချခံရတဲ့ဒီမိုကရေစီအစိုးရရဲ့ကောင်းဆောင်ဖြစ်သူဒေါအောင်ဆန်းစုကြည်က အဲ့ဒီချိန်ကစပြီးအချင်းချခံခဲ့ရတာဖြစ်ပါတယ်စစ်ကောင်စီကဒေါအောင်ဆန်းစုကြည်တင်တမရဝင်းမြင့်နဲ့တခြားနိုင်ငံရေးကျင်းသား2000လောက်ကိုလည်းဖမ်းဆီးထားပါတယ်နော်ဘငင်းကျင်းစုရှင်တမှုနဲ့ဖြစ်တဲ့ဒေါအောင်ဆန်းစုကြည်မြန်မာနိုင်ငံမှာလက်ရှိကြုံတွေ့ခံစားနေရတဲ့ခက်ခဲကြမ်းတမ်းတဲ့အခြေအနေတွေအကြောင်းကို The Independent သတင်းဌာနရဲ့ Can God the Reason for on Aung San Suu Kyi ဆိုတဲ့သတင်းမှတ်တမ်းဗီဒီယိုထဲမှာဖော်ပြခဲ့ပူပါတယ်။ပြီးတော့အဲ့ဒီဗီဒီယိုထဲမှာ Conservative Party ကောင်းဆောင်ဟောင်း အတိုက်ခံကောင်ဆောင်ဟောင်းဝီလီယံဟေးကလက်ရှိပြည်တွင်ဆိုရအနေနဲ့လောဆန်းစုကြည်ရဲ့အရေးကိစ္စရောမြန်မာနိုင်ငံမှာပုံမဆွေးရလာနေတဲ့အချက်သေးတွေအတွက်ပါကိုယ်တိုင်ကိုကြအချောင်းဝင်တင်ပြီးလို့တိုက်တွန်းခဲ့ပေါ်ပါရယ်သူကပြည်တွင်ဝင်ကြီးချုပ်စာမအနေနဲ့ဒေါအောင်ဆန်းစုကြည်လွမြောက်ရေးအတွက်တတိယရောင်ဆော်အောင်တောင်းဆိုတင်တယ်လို့ဒေါအောင်ဆန်းစုကြည်ရဲ့သားဖြစ်တဲ့ Kim Harris နဲ့လည်းကိုယ်တိုင်တွေ့ဆုံတင်တယ်လို့အကြံပြုခဲ့ပူပါရယ် အလားတူ Conservative Party ရဲ့လူ့ခွင့်ရေးကော်မရှင်ကလလလလတ်တင်ပြခဲ့တဲ့မြမပြည်ရဲ့အခြေအနေတွေအကြောင်းစီရင်ခန်းဆောင်မှာလဲဒေါ်ဆန်းစုကြည်လူမျိုးရေးအတွက်ဝင်ကြီးချုပ်စတာမာကပို့ပြီးထည့်ထည့်ဝင်ဝင်အားထည့်ကြိုးပမ်းတင်ကြောင်းတိုက်တွန်းထားတာတွေ့ရပါတယ်မြမစစ်တပ်ဟာဒေါ်ဆန်းစုကြည်နဲ့နိုင်ငံအကျဉ်းသားတွေကိုဖမ်းဆီးထားဆဲပြင်ုံတာမကနိုင်ငံအနှံ့မှာအရက်သားတွေကိုပြစ်မှတ်ထားတဲ့လူကြောင်းတိုက်ခိုက်မှုတွေအစုလိုက်ပြုံလိုက်တပ်ဖြတ်မှုတွေပြင်းပနိုင်ဆက်မှုတွေမတိုင်းကျမှုတွေကိုလည်းကျူးလွန်နေတဲ့အကြောင်းအင်ဒီပန်ဒန့်ရဲ့သတင်းထဲမှာဖော်ပြခဲ့ပါတယ် အစီရင်ခံစာကိုဦးဆောင်သူပြုသူတွေတဲ့တော်ဦးဖြစ်တဲ့နိုင်ငံခြားရေးဝန်ကြီးအောင်တင်လူတန်ကဒေါ်ဆန်းစုကြည်နဲ့မြန်မာနိုင်ငံကြုံတွေ့နေရတဲ့အခြေအနေတွေကထုတ်ပြောပြဖို့ခက်ခဲလို့နဲ့ဆင်းရဲဒုက္ခမျိုးတွေလို့မှတ်ချက်ပေးခဲ့ပြီးပြည်ထောင်စုရအနေနဲ့ချက်ချင်းလက်ငင်း တုံ့ပြန်ကင်တွယ်ပေးဖို့လိုအပ်နေပြီလို့ထောက်ပြခဲ့ပါတယ်။ကော်မရှင်ကအစိုးရခန်းစာကိုပြုစုရမှာ Kim Harris တောင်ဆန်းစုကြည်ဦးဆောင်ပြီးအစိုးရလက်ထက်မှာစီးပွားရေးကြံပေးခဲ့တာဝန်ကဲ့သို့ရှောင်တာနဲ့ကုလသမဂ္ဂရဲ့မြန်မာနိုင်ငံဆိုင်ရာလူ့ခွင့်ရေးကိုယ်စားလှယ်အတွက် MDRO ကပံ့ပိုးပေးခဲ့ကြတယ်လို့သိရပါတယ်။အစိုးရခန်းစာရဲ့အတူတူကတော့မြန်မာနိုင်ငံကိုနိုင်ငံတကာလက်နက်တင်ပို့မှုတွေပိတ်ပင်နိုင်ဖို့တုံ့အားပေးဖို့မြန်မာစစ်တပ်စီစီးဝင်နေတဲ့ဗဏ္ဍာငွေလမ်းကြောင်းတွေဖြတ်တောက်ဖို့ မြန်မာအရေးမှာကုလသမဂ္ဂလုံခြုံရေးကောင်စီကထိထိရောက်ရောက်ကင်တွင်တောင်းဆိုဖို့ဆိုတာရင်းဖြစ်ပါတယ်။ဒီနိုင်ငံဆိုင်ဝန်ကြီးဒေးဗစ်လမ်မီဟာကဒေါ်အောင်ဆန်းစုကြည်ကိုပြန်လုပ်ပြီးဖို့လူသိရှင်ကြားတောင်းဆိုထားပြီးဖြစ်ပါတယ်။စစ်ကောင်စီကဒေါ်အောင်ဆန်းစုကြည်ကိုအာဂတိမှုတွေနဲ့ဆွဆွဲပြီးမျက်ရှည်ထောင်ချပေးမယ်။လမ်မီကတော့နိုင်ငံတော်တိုင်ပင်ခံပုဂ္ဂိုလ်ကနိုင်ငံရေးအကျဉ်းသားတဝက်တာဖြစ်တယ်လို့လက်ခံထားပြီးဒီတိန်နေတဲ့ဒေါ်အောင်ဆန်းစုကြည်လူမျိုးရေးအတွက်ပို့ပြီးအားထည့်တင်တယ်လို့အတိအမှတ်ပြထားပါတယ်။ မြန်မာလူနိုင်ရေးဖခင်ကြီးဗိုလ်ချုပ်အောင်ဆန်းရဲ့တမိဖြစ်သူဒေါ်အောင်ဆန်းစုကြည်ကပြည်တွေမှာနေ့တော်များများနေထိုင်ခဲ့ကြပုံပြီးတာနန်ဦးဖြစ်တဲ့ကင်နဲအလက်ဇန္ဒားတို့ကွယ်လွန်သူပြည်ဒိတာခင်မွန်ဖြစ်သူမိုက်ကယ်အဲရစ်နဲ့အတူပြောထောင်ခဲ့ပါတယ် 1988ခုနှစ်တုန်းကမြန်မာနိုင်ငံမှာဒီမိုကရေစီတောင်းဆိုလှုပ်ရှားမှုအရေးတော်ပုံကြီးမှာဦးစီးဦးဆောင်နေရကိုရယူခဲ့ပါတယ်။2015ခုနှစ်ရွှေကောက်ပွဲမှာဒေါအောင်ဆန်းစုကြည်ရဲ့မျိုးသားဒီမိုကရေစီဖွဲ့ချုပ် NLD ပါတီနိုင်ရပြီးအစိုးရဖြစ်ခဲ့တယ်လို့2020ပြည်နယ်ရွှေကောက်ပွဲမှာထပ်မံနိုင်ရခဲ့ပြီးမြင်စစ်တပ်ကအာဏာသိမ်းခဲ့ပါတယ်။နောက်ထပ်တစ်ပုတ်အနည်းငယ်ပုံမှုချုပ်ဟောင်းကိုရှင်းလင်းခဲ့သူတွေကိုဖမ်းမိဖို့ ရန်ကုန်ဘုံကြီးကျောင်းများပါပြတ်မှတ်ထားလူရှာနေတဲ့အကြောင်းပြန်ဆက်ပြီးပါမယ်ပုံမှုချုပ်ဟောင်းချုပ်ထွားကိုပြစ်ခတ်ရှင်းလင်းခဲ့သူတွေကိုဖမ်းမိဖို့အတွက်ရန်ကုန်မြို့ဘုံကြီးကျောင်းတွေမှာပြတ်မှတ်ထားပြီးလူရှာဖွင့်ပြီးကျောင်းတည်ရပါတယ်စစ်ကောင်စီကပုံမှုချုပ်ဟောင်းချုပ်ထွားရှင်းလင်းခံရပြီးတဲ့နောက်ရန်ကုန်စေချေဘုံမြို့နယ်ရီမှာစစ်စေးရှာဖွင့်ခြင်းဘက်ထရီစပိန်များကိုဖမ်းဆီးခြင်းတို့ပြုလုပ်နေတယ်လို့အခုကဘုံကြီးကျောင်းတွေကိုပါပြတ်မှတ်ထားလူရှာနေကြောင်းကျန်ကုန်ခြေဆိုင်ရှဲတရင်ရင်းမြစ်စီကတည်ရပါတယ်။တရရတော်လိုစံကြောင်းလိုကျောင်းတိုက်ပင်များရှိတဲ့နေရာတွေကိုအဲ့စစ်ဆိုပြီးတိဆ ာစစ်တာဟန်ပြလုတာမဟုတ်ဘူးနေပြီးတော့ကစွတ်ထောင်းနေတော့အလုပ်တွေလည်းအတင်းလုပ်ပြဖမ်းမိဖို့ကလည်းအသေးအတန်ရှာနေကြတာရှာမတွေ့ရင်တွေ့ရလူကိုဇလန်းစင်ထိုးချမဲ့အန္တရာယ်ရှိရလို့ဆိုပါတယ်။စောလာနေရဲ့ည10နာရီကျော်ကစမ်းချောင်းမြို့နဲ့အာထကလေးချောင်းပေးရှိဥယျာဉ်ကျောင်းလမ်းထဲမှာစစ်က SC နှစ်စီ AC ကအပြူတစီရှဲစလုံးကတစီလို့နဲ့စေအောင်စုဝင်များရောက်ရှိလာကဖုန်ကြီးချောင်းများတဲ့ အဲဝင်စနေကြောင်းရန်ကုန်စကောနက်ဝက်ကသတင်းထုတ်ပြန်ထားပါတယ်။မျိုးစုံတွေကဘုံကြီးချောင်းတွေကိုလည်းစစ်တယ်စစ်တပ်ကဘုံကြီးတွေကိုလည်းမယုံဘူးလို့၎င်းကဆက်လက်ပြောပါတယ်။ဘုံမှုချုပ်အောင်ချုပ်ထုံးအောင်ကိုဘက်ထရီစပိန်စီလာသူနောက်ကပြစ်ခတ်ရှင်းလင်းခဲ့ကြောင်း CCTV မှတ်တမ်းပုံထွက်လာပြီးရဲ့နောက်စစ်ကောင်စီကရန်ကုန်မြို့တော်စီရင်နေတဲ့နေအတွင်းဘက်ထရီစပိန်စီနှင်းမှုတွေကိုလိုက်လံဖန်ဆီးဝင်နေတယ်လို့အခုကရှန်ကုန်စီပင်နယ်နိမိတ်ပြပါအထိမေးတွဲနောက်တွဲဆိုင်ငယ် e-bike နဲ့ဘက်ထရီဘိန်းတို့ကိုဖန်ဆီးလျက်ရှိတယ်လို့ပြရပါတယ်။ နိုင်ငံတော်ကာကွယ်တက္ကသိုလ်မှနိုင်ငံတော်လုံခြုံရေးနဲ့အကြံဖတ်မှုတပ်ဖြတ်ရေးဘာသာရပ်နဲ့နိုင်ငံတကာဆက်ဆံရေးဘာသာရပ်တို့ကိုတင်ကြားပေးနေသူပုံမှုချုပ်ဟောင်းချိုထုံးအောင်ကိုမေလ22ရက်မနေ့ပိုင်းမှာရှန်ကုန်မြို့မယန်းကုန်းမြို့နယ်အမှတ်5ရပ်ကွက်ရွှေနင်းစီ6လမ်းရှိ၎င်းရဲ့အိမ်ရှိမှာရှန်ကုန်မြို့ပြပြောင်ကြားပွဲ Golden Gallery Warriors ကပြခတ်ရှင်းလင်းခဲ့တာဖြစ်ပြီးအခုထိကပြခတ်သူတွေကို ဖမ်းမမိသေးပါဘူးနောက်ထပ်တစ်ပုံအနေနဲ့စစ်ကောင်စီကအပြင်းရဲ့ကြီးညာထားတော့လဲနောက်ဆုံးမျိုးနဲ့ကိုအဆက်မပြတ်ထိုးစစ်ဆင်နေတဲ့အတွက်စီးရီးတင်းမာနေစေလို့ TNL ပြောပြီးတရုတ်နိုင်ငံရဲ့ဖိအားလည်းပြင်းထန်နေစေဖြစ်တယ်ဆိုတဲ့အကြောင်းပြန်ဆက်ပေးပါမယ်အကြံပေးစက်ကောင်စီကအပြည့်ရဲ့ကြီးညာထားတော့လဲနောက်ဆုံးမျိုးနယ်ကိုအဆက်မပြတ်ထိုးစစ်ဆင်နေတဲ့ပြင်စစ်ကိုအင်အားဖြည့်တင်ပြီးစီးရီးတင်းမာနေစေဖြစ်ကြောင်း TNL ပြောရေးဆိုခွင့်ရှိသူပြည်ချိုင်းတာဝန်ခံလူကြီးဦးကဒီကနေ့သတင်းစာရှင်းလင်းပွဲမှာထုတ်ပေါ်ပြောဆိုခဲ့ပါတယ် လက်ရှိဆွန်လာအတွင်းစကောက်စင်ကအဖြစ်ခံရစေကြီးညာပြီး DNL အပါဝင်မြောက်ပိုင်းမြေနာမဟာမိတ်အုံဖွဲ့ကလည်းအပြည့်ရထားကြောင်းဒါဝိပဲစကောက်စင်ကရက်ဆောက်ပတ်မှာတစင်စစ်ကိုအင်အားများဖြည့်တင်ခြင်းလက်နက်ခဲများဖြည့်တင်ခြင်းဒုစစ်စင်ခြင်းနဲ့လေကြောင်းပတ်ခတ်မှုတွေကိုလုံဆောင်နေကြောင်း တောင်ချိုမြို့နယ်တောင်ခန်းဒေသမှာနေစဉ်ဓမ္မမုတ်ရှက်ချပြီးတပ်ပွဲများဖြစ်ပွားနေကြောင်း၎င်းကဆိုပါတယ်။စီရင်ကတော့သူတို့ကရှိတိုးလာတာရှိရင်ကျမတို့ကလည်းပြန်လည်ပြီးတော့ခုခံတိုက်ခိုက်တာရှိပါတယ်။စီရင်ကတင်းမာနေစဉ်ဖြစ်ပါတယ်။ကျမတို့အနေနဲ့စစ်ပြူဟာအတိုင်းပဲဆောင်ရွက်နေရလို့ဆိုပါရစေ။ဒါအပြင်လက်ရှိချင်းတီတယုတ်ရဲ့ပြားကလည်းပြင်းပြထန်ထန်ရှိနေစေဖြစ်ကြောင်း DNL အနေနဲ့တီယုတ်ပြားကိုပြန်လည်ဖြည့်ရှင်းနိုင်ဖို့နီးလန်းရှာနေကြောင်းစစ်ကောင်စီကကျင်းပဖို့ရှိနေတဲ့ရွှေကောက်ပွဲနဲ့ပတ်သက်ပြီး DNL ကသဘောထားမှတ်ချက်မပေးလို့ကြောင်း DNL အနေနဲ့ပြည်သူလူထုဘက်မှရက်တည်ပြီးစ ဆရာလာရှင်စတင်တိုက်ဖြတ်ရေးဆက်လက်ဆောင်ရွက်သွားမှာဖြစ်ကြောင်း PNL ကထုတ်ပြန်ကြေညာပါတယ်ဆလဘီနိုင်ငံတော်သမရဦးဝင်းမြေနိုင်ငံတော်တိုင်ပင်ခံပုဂ္ဂိုလ်ဒေါအောင်ဆန်းစုကြည်အပါဝင်ဖန်ဆီးခံထားသူတွေကိုစိုးရိမ်နေလို့ CRPH ထုတ်ပြန်နေကြောင်းပြန်ဆက်ပေးပါမယ်။ရှမ်းပြည်နယ်တနုကိုပိုင်အုပ်ချုပ်ခွင့်ရဒေသရွာငံမြို့နယ်မဲဆန္ဒနယ်မှာ ပြည်သူ့လွတ်တော်ကိုယ်စားလှယ်ဦးအောင်စိုးမင်းကစာကစာရေးစစ်ကြောရေးမှာကြာရှုံးခဲ့တယ်လို့ ဒီနောက်ဆုံးလွတ်တော်ကိုစားပြုကော်မတီကတင်ထုတ်ပြန်ပါတယ်။ဥအောင်စိုးမင်းက2024ခုနှစ်ဒီဇင်ဘာလမှာပြည်ဦးလီမျိုးမှာတင်းချောင်နေစဉ်စကားဆရဲ့ဖန်ဆင်းမှုကိုခံခဲ့ရပြီးလွန်ကင်းရဲ့လအနေငယ်ကလေးကစစ်ကြောရေးစခန်းမှာကွဲလွန်သွားခဲ့တာလို့ခိုင်မာတဲ့သတင်းရင်းမြစ်ကတစင်ကြားပြရသော CRB ကဆိုပါတယ်။ဒီလိုလွတ်တော်ကိုယ်စားလှယ်ဥအောင်စိုးမင်းစစ်ကြောရေးစခန်းမှာကွဲလွန်သွားခဲ့ခြင်းအပေါ်ဒီနောက်ဆုံးလွတ်တော်ကိုစားပြုကော်မတီနေစိတ်မကောင်းဖြစ်ရပြီးတည်ဆုံမှုနဲ့ပတ်သက်ပြီးအပြည့်ဝတာဝန်ရှိတဲ့အကြမ်းဖက်စစ်ကောင်စီကိုပြင်းပြထန်ထန်ရှုတ်ချရည်လည်းဖော်ပြပါရတယ်။ ။တချိန်ထဲမှာစကားဆိုင်ရဲ့ဖန်ဆီထိန်သိမ်းမှုကိုခံထားတဲ့နိုင်ငံတော်တမရဥဝင်ကြီးနိုင်ငံတော်တိုင်ပင်ခံပုဂ္ဂိုလ်ဒေါက်ဆန်းစုကြည်ပါဝင်ဖန်ဆီထိန်သိမ်းခံထားတဲ့ရွှေကောက်ကန်လွတ်တော်ကိုယ်စားလှယ်များအတွက်လည်း CRPH အနေနဲ့စိုးရိမ်ပူပန်လျက်ရှိရလို့ဖော်ပြချက်မှာပါရှိပါရယ်အကြမ်းဖက်ဆက်ကဆောင်ရဲ့လူမဆန်စွာညှဉ်းပန်းနှိစက်ခြင်းစိုးရွားစွာပြုံးဝဆက်ဆံခြင်းနဲ့လုံလောက်တဲ့စိတ်ကူးသားခွင့်မရရှိခြင်းတို့ကြောင့်ပိုင်းဒေသကြီးလွတ်တော်ကိုယ်စားလှယ်အုံထောင်ထဲမှာတည်ဆောင်းခဲ့ရတဲ့ဖြစ်စဉ်တွေလည်းရှိကြောင်း 2022ခုနှစ်ဇွန်လမှာမွန်ပြည်နယ်လွတ်တော်ကိုယ်စားလှယ်ဦးကျော်မျိုးမင်းကလည်းစကားစတပ်ဖွဲ့ဝင်တွေကဖမ်းဆီးပြီးရဲ့နောက်လမ်းပီးတနေရာမှာရက်ဆက်စွာတပ်ဖြတ်ခြင်းကိုခံခဲ့ရကြောင်းဖော်ပြထားပါတယ်။ပြည်တော်စုလွတ်တော်ကိုစားပြုကော်မတီရဲ့လွတ်တော်ကိုယ်စားလှယ်စီစီကော်မတီကကြောက်ယူထားတဲ့အချက်လက်တွေအရလက်ရှိအချိန်ဒီအာဏာသိမ်းစကားစကပြည်တော်စုအစဉ်လွတ်တော်ကိုယ်စားလှယ်ဆက်ရှင်ဦးနဲ့တိုင်းဒေသကြီးပြည်နယ်လွတ်တော်ကိုယ်စားလှယ်50တုံးကိုဖမ်းဆီးထိန်းသိမ်းထားဆဲဖြစ်တယ်လို့သတင်းမှာဖော်ပြပါရှိပါတယ်ရှင်။